ပါလီစောပါဒီကနေ့အော်တိုဝါလာ3ရက်နေ့နရင်စရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကောင်မရှင်ကရခိုင်ကမြို့နယ်၄ခုမှာရွေးကောက်ပွဲကျင်းပလို့တဲ့အတွက်တောင်ကုတ်ယိုလန်နဲ့အန်ယိုလန်ကနေရခိုင်ပြည်ကိုပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် စစ်စင်ရေးတွေအပြင်းထန်ပြုလုပ်နေတဲ့ဆိုတဲ့သတင်းကြောက်ဖြူမှာ AA ကခြုံခိုးတိုက်ခိုက်လို့အကြံဖတ်စစ်တပ်က ဘုံမှုအဆင့်အပါအဝင်အယောက်30လောက်တည်ဆုံတဲ့တဲ့ရခိုင်ဒေသကလူနေကြီးရွာရက်ွက်တွေကိုမြန်မာလေတပ်ကပုံချတဲ့အတွက်ကြောင့်စက်တင်ဘာလတလရဲမှာအရသာ23ဦးသေဆုံးပြီးတော့49ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ULAA ကထုတ်ပြန်နေဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စစ်ကောင်စီဟာရခိုင်ကမြို့နယ်၄ခုမှာရွေးကောက်ပွဲကျင်းပလို့တဲ့အတွက် တောင်ကုတ်ယိုလန်နဲ့အန်ယိုလန်ကနေရခိုင်ပြည်ကိုပြန်ဝင်နိုင်ဖို့အတွက်စစ်စင်ရေးတွေအပြင်းထန်ပြုလုပ်နေရမှာအကြအဆုံးတွေများပြီးအောင်မြင်မှုမရဖြစ်နေတယ်လို့သတင်းရရှိပါရယ်။မကွေးတိုင်းပဒန်းလန်းကနေအန်ဖက်ကိုဝင်ရောက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နယ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းနဲ့အနီးဝန်းကျင်မှာအေအူးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါရယ်။အခုလိုထိုးစစ်ဆင်နေပေမဲ့လည်းအခုရက်ပိုင်းအတွင်းမှာအာရခတက်တော် AA က နိုင်ရကန်လေချောင်းရံကာကွယ်ရေးစခန်းကိုအဓိကထောက်ကူပို့ပေးနေတဲ့ကာကင်းစခန်းကုန်းတစ်ခုဖြစ်တဲ့ဂုံကြီးစခန်းနဲ့စွန်တက်ပန်ဝင်ချင်းကစစ်စခန်းကုန်းတွေကိုသိမ်းပိုက်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောကြပါရယ်အခုလိုသိမ်းပိုက်ခံရပြီးတဲ့နောက်မှာနိုင်ရကန်လေချောင်းရံကာကွယ်ရေးစခန်းရဲ့အနေအနာကိုသာမက အရင်ကအရခတက်တော်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာတွေကိုလေရင်အမျိုးအစား၃မျိုးနဲ့ပုံလာကြခဲ့တယ်လို့သိရပါရယ်အလားတူပဲ ပန်းတောင်ဖက်ကနေတောင်ကုန်လမ်းအတိုင်းဝင်ရောက်နိုင်ဖို့အတွက်စစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ရမှာလဲညောင်ကျိုးအနားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ဖက်ကထိခိုက်ကြဆုံမှုတွေများတယ်လို့ဒေသခံတွေကပြောကြပါတယ်။မနေ့ကဆိုလို့ရှိရင်လေအေအေကပြန်လေတင်းယူထားတဲ့လေသာတောင်စခန်းကိုစစ်တပ်ကပြန်လေထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ထိုးစစ်ဆင်လာတဲ့မြန်မာစစ်တပ်တပ်ရင်းတွေကတော့စကခ၁၇စကခ၁၄လက်အောက်ခံတပ်ရင်းတွေဖြစ်ကြပြီး အင်အား1500လောက်အထိပါဝင်နေလို့များမကြမီက arrecord.ae ကထုတ်ပြန်ထားတဲ့သတင်းမှဖော်ပြပါရယ်အခုလိုအင်အားဖြည့်ထိုးစစ်ဆင်နေပေမဲ့လေစစ်တပ်ရဲ့စစ်မှုမထမ်းမနေရဥပဒေအောက်မှာပုံစံအမျိုးမျိုးနဲ့အတင်းအဓမ္မစစ်သားသစ်စုဆောင်ထားပြီးရက်တို့တင်းနှံတွေပေးကတင်းနှံဆင်းလာကြတဲ့ရေပေါ်သစ်တွေနဲ့စုဖွဲ့ထားတဲ့တရင်တွေဖြစ်ကြတာကြောင့်လေရင် drone တွေနဲ့ပြစ်ကူပေးနေတာတောင်မှ EA နဲ့ပူပေါင်းတပ်တွေကိုမြေပြင်မှာမရှင်နိုင်ပဲဖြစ်နေတယ်လို့ မြေပြင်စီးရေးတရင်ရင်းမြစ်တွေကပြောကြပါရရှင်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်မြန်မာစစ်ကြောင်းတစ်ခုကိုအရခတ်တတော် AA ကခြုံခိုတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကဗိုလ်မှူးအဆင့်အပါအဝင်အယောက်30လောက်သေဆုံးသွားတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်ဂေါ်တူတောင်အနီးအနားပတ်ဝန်းကျင်ကိုစက်တင်ဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဟာ ကောဒူတောင်တန်းနဲ့ကလဘာကြီးရွာကြားမှာ AA ရဲ့ချုံခိုတိုက်ခိုက်မှုတွေခံရတယ်လို့သိရပါဗျ။အဲဒီဘုံမုံအဆင့်ပါတဲ့အဲဒီစကြောင်းဟာစက်တင်ဘာလ30ရက်နေ့ညမှာအထိနာပြီးတော့အလောင်းတွေကိုအောက်တိုဘာလ1ရက်နေ့ကလာရောက်ဆွေးထုတ်သွားတယ်လို့လည်းအမည်မဖော်လို့သူတယောက်ကပြောပါဗျ။ဒီစစ်ကြောင်းဟာအမှတ်30နေရေးတက်ရင်ဖက်ကစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဖြစ်ပြီးတော့အင်အား190လောက်ပါရှိတယ်လို့သိရပါဗျ။ ချုံကိုတိုက်ခိုက်ခံရတဲ့အတွက်စက်တင်ဘာလ29ရက်နေ့ကစပြီးတော့အောက်တိုဘာလ1ရက်နေ့မနက်အထိကိုနှစ်ဖက်တိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်လို့လည်းဒေသခံတွေကပြောကြပါသေးရှင်။နောက်ထပ်ရခိုင်တရင်တပုတ်အနေနဲ့ကတော့မြန်မာလေတပ်ကအရခဒေသကလူနေကျွော်ရက်ကွက်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်2025ခုနှစ်စက်တင်ဘာလတလရက်အတွင်းမှာအရဲသား23ဦးသေဆုံးပြီးတော့46ဦးတရားရရှိခဲ့ပါတယ်။ ULAA ကအော်တိုဘားလာ၂ရက်နေ့ကစစ်ကောင်မရှင်ရဲ့လေကြောင်းကနေပုံကျဲတက်ခိုင်းမှုတွေကြောင့်တင်းဆုံးတန်ရာရရှိသွားတဲ့အရက်ခဒေတာက အပြစ်မဲ့အရက်သားပြည်သူတွေစီးရင်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။တင်းဆုံးသူ23ဦးမှာ19ယောက်ကတော့အမျိုးသားတွေဖြစ်ကြပြီးအမျိုးသမီး၄ဦးပါဝင်တယ်လို့သိရပါတယ်။တန်ရာရရှိသူ49ဦးအထက်မှာတော့အမျိုးသား29ဦးနဲ့အမျိုးသမီး20ဦးတို့ပါဝင်တယ်လို့ဖော်ပြထားပါတယ်။စက်တင်ဘာလတက်လာတာအတွင်းမြန်မာလေတပ်ဟာ အရခတက်တော်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်ကကြောက်တော်တန်တွင်နဲ့ရှင်းပြည်ကပလန်ဝါတို့ကိုလည်းဘုံချေတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာမြန်မာစစ်တပ်ကပလန်ဝါမြို့ကိုဂျက်ဖိုင်တာနဲ့၃ချိန်တိုင်တိုင်ဘုံချေတိုက်ခိုက်ခဲ့ရမှာတော့အယက်သားအမျိုးသမီး2ဦးသေဆုံးက23ဦးအထိဒဏ်ရာရရှိခဲ့ပါတယ်။အလားတူပဲစက်တင်ဘာလ28ရက်နေ့ညပိုင်းမှာတန်တွင်မြို့ကိုထပ်မံပြီးဂျက်ဖိုင်တာနဲ့၂ချိန်တိုင်တိုင်ဘုံချေတိုက်ခိုက်ခဲ့ရမှာတော့ အပြစ်မဲ့ပြည်သူတဦးသေဆုံးက9ဦးအထိထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စတေမလာ၁၂ရက်နေ့ညအချိန်မှာလဲကြောက်တော်မျိုးတရက်တပင်ရွာကပညာပန်းခင်းနဲ့အမြင်သိကိုပိုင်အထက်တန်းကျောင်းဘော်ဒါဆောင်တွေကိုမြန်မာစစ်တပ်ကလေကြောင်းပုံကျဲတိုက်ခတ်ခဲ့ရမှာကျောင်းသားကျောင်းသူ20ကျော်သေဆုံးပြီးတော့22ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီကနေ့ရရှိခဲ့တဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမြန်မာစစ်တပ်ဖက်ကဗိုလ်ကြီးအဆင့်ရှိသူအပါအဝင်တပ်ဖွဲ့ဝင်65ယောက်ဟာပြည်သူရင်ခွင်ကိုခိုးလွန်လာခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူရင်ခွင်တို့ကိုရှိတ်ဆက်ပြီးတော့ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့အော်တိုဘာလ2ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မလူသစ်စုဆောင်းခံထားရသူပြည်သူစုမှုထား58ဦးနဲ့ရေးသားတူဦးဗိုလ်ကြီးတူဦးတက်ကြက်ကြီးတူဦးတပ်သား10ဦးတို့စက်တင်ဘာလအတွင်းမှာပြည်သူရင်ခွင်ကိုဝင်ရောက်လာခြင်းဖြစ်က အခွင့်အရေးရသည့်နဲ့ပြည်သူနဲ့အတူရပ်တည်ဖို့အတွက်ရန်သူတပ်အတွင်းရောက်ရှိနေကြသူတွေကြိုးပမ်းနေကြတာကိုပြသနေတယ်လို့ထောက်ပြချက်မှာဖော်ပြထားပါတယ်ပြည်သူရင်ခွင်ခိုးလုံလာကြသူ68ယောက်အထဲမှာတော့ လက်နက်နဲ့ဝင်ရောက်လာသူ၁၈ယောက်ပါရှိပြီးတော့ MA1 ၁လက် MA3 ၄လက်လက်ပစ်ဘုံ၃လုံးနေမိုင်း၂လုံးကြီမျိုးစုံ990ကျော်တို့ပါရှိတယ်လို့လည်းသိရပါဗျ။ဗြိတိန်နိုင်ငံ Manchester Star မြို့ကဂျူဖျားကြောင့်အကြမ်းဖက်တိုက်ခိုက်ခံရပြီးတော့နှစ်ဦးသေဆုံးဟာ၄ဦးဆေးရုံတင်ထားရတယ်လို့သိရပါဗျ။တိုက်ခိုက်ခံရသူ2ဦးကိုရေးကပစ်သက်ပြီး တန်တရာရှိသူ2ဦးကိုဖမ်းဆီးထားတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါရယ်။ကားပေါ်မှာဓာတ်နဲ့ထိုးမှုကြောင့်လူ2ဦးသေဆုံးခဲ့ပြီးတခြား4ဦးဟာဆေးရုံကိုတင်ထားရတာဖြစ်ပါရယ်။တိုက်ခိုက်သူဟာဖျားချောင်းအတွင်းကိုဝင်ရောက်လာခြင်းမျိုးမပြုဖို့လုံခြုံရေးဝန်ထမ်းတွေနဲ့ဝတ်ပြုသူတွေကတားမြစ်ထားပြီးပထမဆုံး999ကိုဖုံးခေါ်ဆိုမှု9မိနစ်အတွင်းမှာတနက်သမားဟာပြစ်ခတ်ခံရတယ်လို့ဆိုထားပါရယ်။ တိုက်ခိုက်သူကိုရေးတွေက ပြစ်တက်လိုက်ပြီးပြစ်တက်ချင်းခံခဲ့ရသူရဲ့အညီကိုသူတို့သိရှိကြမှာလို့လဲယုံကြည်ကြောင်းအကြမ်းဖက်တံပြန်တိုက်ခိုက်ရေးရေးအရာရှိကပြောဆိုပါရယ်တခြားလူနှုတ်ဦးကိုဖမ်းဆီးထားတယ်လို့လဲသူကဆက်ပြောပါရယ်ဒီကနေ့ဂျူးပြက်ကတိန်မှာအမြင့်မြတ်ဆုံးနှစ်ဖြစ်တဲ့ယွန်ကီပါဖြစ်တယ်လို့ဆိုပါရယ်ဘရစ်တင်ရှာလတ်စ်ဘီယင်ကအခုဖြစ်ရတဲ့ပတ်သက်ပြီးတော့တုံ့လှုပ်ဝန်းနေမိတယ်လို့လဲပြောဆိုထားပါရယ်ရှင် နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျန်းမာရှင်လန်းကြပါစေရှင်